Messenger ပါရှင်အသစ်မှာတစ်ဖက်က line တက်နေတဲ့ active startup နီးစင်းအယောင်ကာလပြောင်းတဲ့နည်းကိုပြောပြပေးမှာဖြစ်ပါတယ်။ Messenger လေးထဲကိုဝင်သွားလိုက်ပါ။ menu ထဲကိုနှိပ်လိုက်ပါ။အပေါ်ဆုံးသားလေးက setting ထဲကိုထပ်နှိပ်လိုက်ပါ။ accessibility ထဲကိုနှိပ်လိုက်ပါ။ color filter off ဖြစ်နေတဲ့နေရာမှာတစ်ချက်နှိပ်ပေးလိုက်ပါ။ ကေဒီထဲမှာဆိုလို့ရှိရင်တော့ messenger မှာတစ်ဖက်ကကိုယ့်ရဲ့တငယ်ချင်းတွေ line တက်နေတဲ့မီးစိမ်းအယောင်ကာလာကိုကြောင်းလို့ရပြီပဲဖြစ်ပါတယ်။အောက်နားလေးက blue ရေလုံးနေရာမှာပြောင်းမယ်ဆိုလို့ရှိရင်အပေါ်နားလေးကကာလာလေးတခါလေးပြောင်းတော့မှာဖြစ်ပါတယ်။အောက်နားလေးက red green ဒီနေရာမှာထားပြီးတော့ပြောင်းလိုက်မယ်ဆိုလို့ရှိရင်လည်းအပေါ်မှာကာလာပြောင်းတော့မှာဖြစ်ပါတယ်။ green red စရည်ဖြစ်ကိုကြိုက်တဲ့နေရာမှာထားပြီးတော့ပြောင်းထားနိုင်ပါတယ်။ကျွန်တော်ကတော့အပေါ်နားလေးက red green နေရာမှာထားပြီးတော့ပြောင်းကြည့်လိုက်မယ်။ဒါဆိုရှင်တော့ကျွန်တော်တို့ဒီနေရာမှာပြောင်းထားပြီးတော့ messenger ထဲမှာတငယ်ချင်းတွေ line တက်နေတဲ့ပုံစံလေးတွက်ကြည့်လိုက်ရအောင်။ messenger ထဲမှာကျွန်တော်တို့ရဲ့ friend တွေ line တက်နေတဲ့မီးစိမ်းအယောင်ကာလာပြောင်းသွားဖြစ်ပါတယ်။